မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာ DNL PDF မဟာမိတ်ပူးပေါင်းတပ်တွေသိမ်းပိုက်ရရှိထားတဲ့အကြံဖက်စစ်ကောင်စီရဲ့ခမရ111တပ်စခန်းကနေလက်နက်ပေါင်း380ကျော်နဲ့ခေရန်အမြောက်အများကိုပါရရှိထားတယ် DNL ကတပ်ပုံနဲ့တကွထုတ်ပြန်လိုက်ပါတယ်။ထိုင်းမြန်မာနေဂျက်ကောမဒီအစီအွေကိုဗိတ်မြို့မှာကျင်းပနေပြီးထိုင်းစစ်တပ်ကဗိုလ်ချုပ်တွေတက်ရောက်နေတဲ့အပြင် လက်ရှိထိုင်းမြန်မာနယ်စပ်ကုံသွယ်ရေးကိုတင်းမောနဲ့ရေလန်းခရီးကနေပဲကုံသွယ်တဲ့စနစ်ကိုတရားဝင်ပြောင်းလဲလိုက်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာ DNLA PDF မဟာမိတ်ပူပေါင်းတပ်တွေသိမ်းပတ်ရရှိထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ1 1 5တပ်စခန်းကနေလက်နက်ပေါင်း380ကျော်နဲ့ခေရန်အမြောက်အများကိုသိမ်းပတ်ရရှိထားတယ်လို့ DNLA ကတပ်ပုံနဲ့တကွသတင်းထုတ်ပြန်လိုက်ပါတယ် ဇွန်လ25ရက်နေ့နဲ့26ရက်နေ့တွေမှာနောင်ချိုမြို့ကစစ်ကောင်စီရဲ့ခမရ1 1 9တက်စကန်ကို TNL တက်တွေ UNG ရဲ့မန္တလေး PD ရဲ့တက်တွေအပါအဝင်မဟာမိတ်ပူးပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်စစ်ကောင်စီရဲ့ခမရ1 1 9တက်စကန်ကနေလက်နက်မျိုးစုံအလက်ပေါင်း380ကျော်နဲ့လက်နက်ငယ်ကြီးစံပေါင်း9000ကျော်အပါအဝင်ခဲယမ်းအမြောက်အများကိုတစ်တာလိုက်သိမ်းစီရရှိထားတယ်လို့ TNL ကတပ်ပုံတွေနဲ့တကွထုတ်ပြန်ထားတာပါဒါပြင် ဇွန်လ26ရက်နေ့မှာပဲနောင်ချုံမြို့ကစစ်ကောင်စီရဲ့ gang war test scan နဲ့အခြား test scan တွေကပါလက်နက်ခဲယမ်းတွေထပ်မံသိမ်းဆည်းရရှိထားတဲ့အပြင်လက်နက်ချအလင်းဝင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးနဲ့အတူလက်နက်အလက်ပေါင်း90ကျော်ကိုလည်းထပ်မံသိမ်းဆည်းရရှိထားသေးတယ်လို့သိရပါတယ်ခင်ဗျတစ်ဆက်ထဲမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့အပြင်ကအကြံဖက်စစ်ကောင်စီရဲ့ခမရ111လေးတရင်ကို TNL PDF မဟာမိတ်ပူးပေါင်းတပ်တွေကတမန်သိမ့်ပိုက်လိုက်ပြီလို့ TNL ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမှာတော့နောင်ချိုမြို့ကို TNL PDF မဟာမိတ်ပူးပေါင်းတပ်တွေကထိန်းချုပ်ထားပြီးမြို့ထဲကစစ်ကောင်စီတပ်စခန်းတွေအကုန်လုံးကိုလည်းသိမ့်ပိုက်ထားပြီးဖြစ်တယ်လို့အခုတပီးမြို့ပြင်ကစစ်ကောင်စီရဲ့ခမရ111လေးတရင်ကိုပါတမန်သိမ့်ပိုက်ရရှိသွားတာဖြစ်တယ်လို့ပြောထားပါတယ်။ လက်ရှိမှာတော့2029စစ်စင်ရဲ့ရဲ့အဆက်ဖြစ်တယ်လို့ TNL ကတရားဝင်ထုတ်ပြန်ထားပြီးနောက်မှာပဲစစ်စင်ရဲ့ကြီးစခဲ့တဲ့ဇွန်လ25ရက်နေ့ကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲနောင်ချိုးမိုးကုတ်စတဲ့မြို့တွေကစစ်ကောင်စီတပ်စခန်းတွေကို DNL ပြည်ထောင်မာမိတ်ပူပေါင်းတပ်တွေကတောက်လျှောက်သိမ်းပိုက်လာနေပြီးစစ်စင်ရဲ့ရဲ့နှစ်ရက်အတွင်းမှာတဲ့စစ်ကောင်စီတပ်စခန်းပေါင်း24ခုကိုသိမ်းပိုက်နိုင်ခဲ့တဲ့အပြင်နောင်ချိုးမြို့ကိုပါထိန်းချုပ်ထားနိုင်ခဲ့ပြီးလက်ရှိမှာလည်း2029စစ်စင်ရဲ့ရဲ့ဒုတိယလှိုင်းကိုဆက်လက်ဆင်နွှဲနေတယ်လို့သိရပါပါခင်ဗျာ ဒီတခါမကွေးတိုင်းဘက်မှာတော့မြို့တင်မြို့နယ်မှာလေရင်စီတဲယူပို့ဆောင်တဲ့စစ်ရင်တန်းကိုတော်လန်ရေးတပ်တွေကကြပြတ်တိုက်ခိုက်မှုအတွင်းစေကောင်းစီတပ်သားတွေရဲ့ကားနှစ်စီးတိမ့်မောက်သွားပြီးတော့စေကောင်းစီဘက်ကထိခဲ့တဲ့ဆုံမှုတွေများသွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်903တပ်ရင်းတိုက်ဒေါင်း PDF တပ်ဖွဲ့ရဲ့ဒုတာဝန်ခံဖိုးခွားကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇွန်လ25ရက်နေ့ကပဲနေပြည်တော်ကနေမကွေးမြို့ဘက်ကိုလေရင်စီတွေတဲယူပို့ဆောင်လုပ်နေတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်ရဲ့စစ်ရင်တန်းကို ငခုအိုင်ဂျိဝါအနီးမှာတော်လန်ရေးတက်တွေကဖြစ်အားပြင်းမိုက်နဲ့အရင်ဖောက်ခွဲတက်ခဲ့ပြီးလက်နက်ငယ်တွေနဲ့ပါဝိုင်းဝန်းပစ်ခတ်တက်ခဲ့ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်စေကောင်စီတပ်သားအယောက်20နီးပါးပါလာတဲ့စစ်ကားတစ်စီးနဲ့စီပေါင်းစားကားတစ်စီးတိမ့်မောက်သွားတဲ့အပြင်စစ်ကောင်စီတပ်သား10ဦးဝင့်ကျင်လောက်ဟာလဲထိခိုက်သေးဆုံးမှုတွေရှိသွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်903တရင်တိုက်ဒေါင်း PDF တပ်ဖွဲ့ရဲ့ဒုတာဝန်ခံဖုတ်ခွာကရန်ကုန်ခေတ်ကိုပြောထားပါတယ်ခင်ဗျအခုတခါပကိုးတိုင်းဘက်မှာတော့ အုပ်ဖုံမြို့နယ်မှာ PDF တပ်ဖွဲ့တွေရဲ့တရင်ကိုလိုက်လံစုံစမ်းပြီးအကြမ်းဖက်စစ်တပ်အတွက်အကြီးအကျယ်တရင်ပိတ်လုပ်နေတယ်။ထမ်းမင်ကုန်းခြေရွာကမြင့်နိုင်ဦးဆိုသူပြစ်ခတ်ခံရပြီးသေသွားပြီလို့ Black Dragon GBK PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဇွန်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲအုပ်ဖုံမြို့နယ်မှာ PDF တပ်ဖွဲ့ရဲ့တရင်ကိုလိုက်လံစုံစမ်းပြီးစစ်တပ်ကိုတရင်ပိတ်လုပ်နေတယ်။ထမ်းမင်ကုန်းခြေရွာနေမြင့်နိုင်ဦးဆိုသူကိုတော်လိုင်းတက်တွေကပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ် အဲ့ဒီစစ်တပ်တရင်ပေးမြင့်နိုင်ဦးဆိုတဲ့သူဟာအချမ်းဖက်စစ်တပ်ကိုအကြိတ်အကြဲထောက်ခံတဲ့သူဖြစ်ပြီး PDF တပ်ဖွဲ့တွေရဲ့တရင်တွေကိုလိုက်လံစုံစမ်းပြီးတော့စစ်တပ်ကိုတရင်ပေးနေရုံနဲ့မကခြေရွာနေပြည်သူတွေကိုလည်းစစ်တပ်ကိုမဟုတ်မမှန်တရင်ပေးပြီးဖန်ခိုင်းဓာတ်တွေပါလုပ်နေတဲ့သူဖြစ်တယ်လို့အခုတော့သိပြီလို့ Black Dragon GBK PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ထိုင်းမြန်မာနေဂျာကောမဒီအစည်းအဝေးကိုဗိမ်းမြို့မှာကျင်းပနေပြီး ထိုင်းစစ်တပ်ကဗိုလ်ချုပ်တွေတက်ရောက်နေတဲ့အပြင်လက်ရှိထိုင်းမြန်မာနယ်စပ်ကုံတွယ်ရေးကိုသင်းမော့နဲ့ရေလန်းခရီးကနေပဲကုံတွယ်တဲ့စနစ်ကိုတရဝင်းပြောင်းလဲလိုက်တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့ကနေဇွန်လ29ရက်နေ့အထိ36ကြိမ်မြောက်ထိုင်းမြန်မာနယ်ကြားကော်မတီအစည်းအဝေးကိုတင်းသာရီတိုင်းကဘိတ်မြို့မှာကျင်းပနေပြီ။အဲ့ဒီအစည်းအဝေးမှာထိုင်းစစ်တပ်ကဗိုလ်ချုပ်တွေပါတက်ရောက်နေတယ်လို့သိရပါတယ်။အဲ့ဒီအစည်းအဝေးကနေလက်ရှိထိုင်းမြန်မာနယ်စပ်ကုံတွယ်မှုကိုပုံစံသစ်အဖြစ် ရန်ကုန်ကော်တောင်ရန်နောင်းကိုနေနာတင်းမော့တွေနဲ့ရေလန်းခရီးကနေကုံတွယ်တဲ့စနစ်ကိုတရဝင်းပြောင်းလဲလိုက်တယ်လို့သိရပါတယ်။အဲ့ဒီနောက်ဒီကနေ့28ရက်နေ့မှာပဲမြန်မာနိုင်ငံကပို့ကုန်ပြောင်းစံတွေကိုရန်ကုန်စိတ်ကန်းကနေတဆင့်ရန်ကုန်ကော်တောင်ရန်နောင်းကိုနေနာတင်းမော့နဲ့ထိုင်းနိုင်ငံကိုစတင်ပို့ဆောင်မှာဖြစ်ပြီးအဲ့ဒီလိုပဲထိုင်းနိုင်ငံကသွင်းကုန်ကိုလည်းထိုင်းနိုင်ငံရန်နောင်းစိတ်ကန်းကနေတဆင့်ရန်ကုန်စိတ်ကန်းကိုတင်းမော့နဲ့ပဲပြန်လဲတည်ယူမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။အခုတခါဆက်ချင်တာကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာကစစ်ကောင်စီကိုထိရောက်တဲ့အရေးယူမှုတွေမရှိတဲ့အတွက်မြန်မာပြည်သူတွေဟာကြီးမားတဲ့ဒုက္ခတွေကိုခါစီခံနေရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာတမ္မကြီးဥကြုံမိုးထွန်းကကုလအစည်းအဝေးမှာပြောဆိုလိုက်ပါတယ်။ဇွန်လ29ရက်နေ့ဖြစ်တဲ့မနေ့ကကုလသမဂ္ဂလုံခြုံရေးကောင်စီမှကျင်းပပြုလုပ်ခဲ့တဲ့ကလေးသူငယ်များနှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာတကားဖွဲ့အစည်းအဝေးမှာတမ္မကြီးဥကြုံမိုးထွန်းကပြောလိုက်တာပါ။မြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့အကြမ်းဖက်စစ်တပ်က ပြည်သူတွေပေါ်ကလေးသူငယ်တကြီးရွယ်အိုအမျိုးသမီးတွေတန်ခါဒေါ်ဒီပါမချန်ရစ်ဆက်ကြမ်းကြုတ်တက်ဖြတ်မှုတွေကိုကျူးလွန်နေတဲ့အတွက်ရင်းနှင်းဘွယ်ရာအဖြစ်ပြက်တွေကိုမြန်မာပြည်သူတွေဟာနေ့စဉ်ရစ်ဆိုင်နေရပြီးဒီလိုစစ်ကောင်စီရဲ့ရစ်ဆက်ကြမ်းကြုတ်မှုတွေစစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကိုထိရောက်တဲ့အရေးယူမှုတွေလှုပ်ဆောင်ပေးဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးမယ်ကုလနဲ့နိုင်ငံတကာကစစ်ကောင်စီကိုထိရောက်တဲ့အရေးယူမှုတွေမရှိတဲ့အတွက် မြန်မာပြည်သူတွေဟာကြီးမားတဲ့ဒုက္ခတွေကိုနေ့စဉ်ခါစီခံနေကြရတယ်လို့ဥကြုံမုတ်ထွန်းကပြောသွားပါတယ်။အဲ့ဒီအတွက်ကုလလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာအပိုင်းဝိုင်းတွေအနေနဲ့စစ်ကောင်စီရဲ့ရက်စက်ချမ်းကြုံမှုတွေကြောင့်နေ့စဉ်ဒုက္ခရောက်နေကြတဲ့မြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်ပေးဖို့အရေးတကြီးလိုအပ်နေပြီးစစ်ကောင်စီကိုထိရောက်တဲ့အရေးယူမှုတွေလှုပ်ပြီးတော့မြန်မာနိုင်ငံကကလေးငယ်တွေပါဝင်ပြည်သူလူထုရဲ့အနာဂတ်ကိုပြန်လည်ဆောင်ကျဉ်းပေးဖို့ အရေးတကြီးလိုအပ်နေပြီလို့လေတမ္မကြီးဥကြုံမို့တွန်းကကုလစည်းဝေးမှာတောင်းဆိုတော့ပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ